အခုလိုအကြောင်းရင်းကြောင့်ခင်မုန်းတဲ့နယ်ပြန်ပေါင်းတော့မယ်လို့သတင်းတွေထွက်နေတဲ့ရုံးတွေလွင်မှုပြိဿများအလုံးမဲမင်္ဂလာပါရှင်ပြိဿတွေရဲ့အချက်တော်ရုံးတွေလွင်မှုတရားသူမရဲ့သားလေးလီယန်ရဲ့မျက်နှာကိုထောက်ထားပြီးခင်မုန်းဖြစ်သူနဲ့ပြန်လည်အဆင်ပြေသွားပြီဖြစ်ကြောင်းပြန်ပေါင်းထုတ်တော့မှာဖြစ်ကြောင်းသတင်းတွေကဆိုရှယ်မီဒီယာမှာအတော်လေးပြန့်နှံ့နေပါတယ်ပြိဿကြီးတို့အလုံးသိကြတဲ့အတိုင်းပဲရုံးတွေလွင်မှုဆိုတာကသူမရဲ့ဖခင်မင်းသားကြီးလွင်မှုလို့ပဲငယ်စဉ်ကလေးကပြိဿတွေရဲ့အချက်နဲ့အားပေးမှုကိုတခဲနဲ့ရရှိထားတဲ့သူပါသူမရဲ့ချက်စရာအကောင်းတဲ့ပုံစံလေး တွေအပြုံးချွတ်ချိုလေးတွေကြောင့်မြန်မာပြည်သက်တွေက သမီးလေးတယောက်လိုချစ်ခင်ခဲ့ကြရတာပါဒါပေမဲ့လည်းယုံရီလင်မိုးကဩစတြေးလျမှာကျောင်းသွားတက်ရင်လည်းအခြေအကျိစောက်တွေဖြစ်ပေါ်ခဲ့ပြီးတော့အသက်ငယ်ငယ်ရွယ်နဲ့အိမ်ထောင်ကျခဲ့ကလီယန်ဆိုတဲ့ချစ်စရာကောင်းတဲ့သားလေးတယောက်ကိုရရှိခဲ့ရဖြစ်ပါတယ်။အဲ့ဒီတုန်းကဆိုရင်ပရိသတ်တွေကသူမကိုအရန်ချစ်အရန်နှမျောပြီးနှမျောသသာဖြစ်ခဲ့ကြပါသေးရဲ့။ငယ်ငယ်လေးနဲ့အိမ်ထောင်ပြုတ်လိုက်ရလို့သူမရဲ့အနာဂတ်အတွက်စိတ်ပူပေးခဲ့ကြတာပါ။ဒါပေမဲ့လည်းကံကြမ္မာအလှည့်ပြောင်းတွေကမထင်မထားလောက်အောင်မြန်ဆန်ခဲ့ပါတယ်။ယုံရီလင်မိုးဟာမနေ့ကဒီလိုအချိန်လောက်မှာပဲခင်မောင်း းသိမ်းတဲ့တရားဝင်ကွာရှင်းပြတ်ဆဲခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။အရင်နောက်မှာတော့သူမဟာအသားလေးနဲ့အတူတီးကြဘဝတစ်ခုကိုတည်ဆောက်ခဲ့ပြီးတော့မြန်မာနိုင်ငံရဲ့ထိတ်တန်းအချမ်းသာဆုံးတထေတာတယောက်နဲ့စင်ကာပူမှာဒိတ်နေရလို့သတင်းထွက်ခဲ့ပါသေးရင်ဒီသတင်းတွေကြောင့်ပြည်သက်တွေကသူမဘဝသစ်တစ်ခုကိုစတင်နေပြီလို့ထင်မှတ်ခဲ့ကြတာပါ။အခုလက်ရှိအချိန်မှာတော့ရုံးရင်းလင်မိုးဟာမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေပြီးသူမရဲ့ influencer ဘဝနဲ့အကြောင်းအရာတွေကိုမနာနဲ့ရိုက်ကူးနေရတာကဝင်ငွေအလွန်ကောင်းနေတယ်။ကိုချရာပေါ် ော်ကိုရပ်တည်နိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေမြင်တွေ့နေရပါတယ်။ဒါပေမဲ့အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရတော့ယုံနေလင်မကသူမရဲ့သားလေးလီယန်ရဲ့ဖခင်ခင်မောင်ဖြစ်သူနဲ့ပြန်လည်ပေါင်းသင်းနေထိုင်တော့မယ်လို့သိရပါတယ်။ဒီလိုပြန်လဲပေါင်းသိရတဲ့အဓိကအကြောင်းရင်းကတော့တခြားဘာတစ်ခုမှမဟုတ်ဘဲဒီမတို့နှစ်ယောက်ရဲ့သွေးသားဖြစ်တဲ့သားလေးလျင်အတွက်ပဲဖြစ်တယ်လို့ဆိုပါရစေ။ ရုံးရင်လွင်မိုးဟာသားလေးလီယံကိုမိတကွဲဖားတကွဲမိသားစုမှာကြီးပြင်းစေပြီးတငယ်ချင်းတွေကြားထဲမှာမျက်နှာငယ်ရမှာကိုမလိုလားမဖြစ်စေချင်တာကြောင့်ဒီလိုဆုံးဖြတ်ချက်ကြီးကိုချခဲ့ရဖြစ်တယ်လို့သူမနဲ့နှီးစပ်တဲ့အတိုင်းဝိုင်းကနေကြားသိရပါတယ်။ဒီသတင်းကိုပို့ပြီးတော့အခိုင်အမာဖြစ်သွားစေတဲ့အချက်တစ်ချက်လည်းရှိနေပါသေးရဲ့။အဲ့ဒါကတော့ရုံးရင်လွင်မိုးနဲ့သူမရဲ့ခင်မုန်းတဲ့တို့ဟာအတူတူပြန်လည်နေထိုင်ဖို့အတွက်ရန်ကုန်မြို့ရဲ့အဆင်အပြေဆုံးအင်ယာတွေတဲကတစ်ခုဖြစ်တဲ့ပန်းလိုင်အင်ယာမှာမြန်မာငွေသိန်းပေါင်းတောင်းကျော်တန်ဖိုးရှိတဲ့ကွန်ဒိုတိုက်ခန်းကြီးတစ်ခန်းကို ဝယ်ယူလိုက်ပြီးဖြစ်တယ်ဆိုတဲ့သတင်းမှာပဲဒီလိုတန်မှုကြီးနေရာတခုမှာအတူနေဖို့အင်ရသည့်ဝယ်လိုက်ပြီးဆိုကြဲကဒရိုနီယာရဲ့ပြန်လည်ပေါင်းစည်းမှုဟာတကယ်ကိုအမှန်တကယ်ဖြစ်လာတော့မယ်ဆိုတာတက်သေးပြနေတယ်လို့ပဲလို့ဆိုကြတာပါဘာပဲဖြစ်ဖြစ်ကွဲကွာနေတဲ့မိဘနဲ့ပါကောင်တာသမီရဲ့အနာဂတ်ရဲ့ခံစားချက်ကိုရှည်တန်းတင်ပြီးအတောက်တွေကိုခွာချကပြန်လည်ပေါင်းစည်းကြတယ်ဆိုတာကတကယ်ကိုချီးကျူးစရာကြည်နူးစရာကောင်းတဲ့ကိစ္စတစ်ခုပါဒီဗီဒီယိုကိုကြည့်ရှုနေကြပရိသတ်ကြီးတို့ကရောတားလေးမျက်နှာမငယ်ရဖို့အတွက်ခင်ပုံဟောင်းနဲ့ပြန်လည်ပေါင်းစည်းဖို့ဆုံးဖြတ်လိုက် ိုက်တဲ့ရုံးရင်လင်မိုးရဲ့ဒီလုံးရဲ့ပုံမှာဘယ်လိုမျိုးသဘောထားမှတ်ချက်ပေးခြင်းကြပါသလဲသူတို့မိသားစုလေးပြန်လည်ဆင်ပြေသွားတဲ့အတွက်ဝမ်းသာမိကြလားဆိုတာမှတ်ချက်ပေးရေးသားဆွေးနွေးပေးပါအောင်နော်ကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်